မင်္ဂလာပါကျွန်တော်ရှိဦးသား YouTube channel ကြီးကနေပြီးတော့ကိုမရဲ့အားလုံးပြန်လည်ကြိုဆိုပါရစေရနော်ကဲကျွန်တော်ဒုတိယတော့ကျွန်တော်ပညာကြီးပြနေပေါ့နော်ပညာပြမယ်ဆိုတာကျွန်တော်သိတယ်ဒါပေမဲ့ဒီလိုမျိုးအရင်တစ်ပတ်ကရောအခုဒီတစ်ပတ်မှလည်းအပွဲထွက်ကြီးတွေကခွန်ကားခွန်ကားဒီလိုမျိုးကြီးပညာပြမယ်ဆိုတော့ကျွန်တော်လည်း లై တော့မမီသေးဘူးပေါ့နော်အဲ့တော့ဒုတိယဆိုတာကျွန်တော်ဒါမျိုးကြီးကြာနေတော့မလို့ အဲမထိုးကျင်တော့ဘာညာဆက်ကိုင်းနေဘာဖြစ်နေညာဖြစ်တယ်အဲ့လိုကြီးကိုကိုကိုအဖီအားပြီးမဲ့စာဒီလိုမျိုးကြလာလို့ချင်ရင်ဒီလိုမျိုးကနန်းနေကြလာရင်ငါဘလို့ဘလို့ကနန်းနေထပ်ပြီးတော့ကြားနိုင်ကြီးရှိလဲဆိုတာကိုကျွန်တော်ကပြန်ရှာတာဒါဒုတိယဒါတဘာဝပဲညာနော်အဲဒီလိုမျိုးကိုယုံကြည်အားကိုဆွဲကင်ပြီးတော့တတိတတိမထဲကင်ထားလို့မရဘူး ူကဒီဒီဘက်မှာဒီလိုမျိုးကကြလာလို့ချင်းရင်နောက်တစ်ဘက်မှာဘလူပုံစံဘလူပုံနဲ့မျိုးကြလဲအဲဒီနေ့အဖွင့်နေ့မှာဒီကနန်းလေးကြလို့ချင်းရင်အဲကျန်တဲ့ချိန်လေးမှာဘယ်ကနန်းကြလဲဆိုတော့ကျွန်တော်ကပြန်ပြီးတော့လေးလာပြီးရှာမှဖြစ်တယ်ပေါ့နော်အဲ့တော့ခူမစာကြည့်ရကိုမရကျွန်တော် YouTube ဒီ channel လေးရဆိုရင်သူတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်ပုံမှန်တင်ဆက်ပေးနေတဲ့ channel လေးဖြစ်တယ်ပေါ့နော်အဲ့တော့ ကိုကဒုတိယဝါနာပါလို့ဒုတိယကစားတယ်ဆိုရင်ကျွန်တော်ပြောတာလေးကကျွန်တော်ကနေနဲ့ကင်ထားတဲ့အတွက်ကြောင့်မလို့စဉ်းစားပြီးရောခဏနေပေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ထားပါကိုမိုက်အတွက်လုံးဝအကျိုးရှိစေလိမ့်မယ်ဗျာနော်ကိုမစာကြည့်ရဲ့ကိုမိုက်အတွက်ကိုကျွန်တော်ပြောပါပါအာမန်လည်းကြားပေးနေကိုမိုက်ရဝင်လာနဲ့ကျွန်တော်လက်မှတ်လေးနှိပ်ပြီးွားပါဗျာနော်အဲ့တော့ကျွန်တော်ဒီဒီဘက်ပေါ့နော်ဒီဒီဘက်မှာလည်းခွန်ကားခွန်ကားကျွန်တော်ကြောက်သွားပြီအဲ့တော့အင်္ဂါနေ့မှာလည်း ကျွန်တော်ခုံနဲ့ငါးနဲ့ကတလုံးဆွဲရင်လည်းဆွဲနိုင်တယ်ပေါ့နော်အာဘလူးဆွဲဘလူးလာမလဲဆိုတာလေကျွန်တော်ခံမှန်းရခက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကကင်ထားတဲ့ဝမ်းကျင်ကျွန်တော်နှစ်ရက်စာလုံးဝကျင်းနေကြမယ်ဝမ်းကျင်ကရှိသေးတဲ့အတွက်ကြောင့်မလို့အင်္ဂါလေးတစ်ရက်စာမှာလုံးဝဘိုင်းဘိုင်းပုံနဲ့မျိုးမဟုတ်ဘဲနဲ့ဝမ်းကျင်ပေါ့နော်လုံးဝနှစ်ရက်တွင်ကြမယ်ဝမ်းကျင်နှစ်ခုကိုလုံးဝအပိုင်းကတ်ပြီးတော့ကစားခိုင်းမှဖြစ်ပါလိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်အင်္ဂါလေးတစ်ရက်စာမှာကျွန်တော်ကင်ထားတာက မနက်စည်းမှာဘလူဘလူကြမယ်ဆိုတော့ကျွန်တော်ခံမှန်းရခဲ့တယ်။ဒါပေမဲ့တရက်စာအတွက်ကတော့381ကျိန်း38ပတိကကျွန်တော်လုံးဝတရက်စာမှာအင်္ဂါနေ့တရက်စာမှာလုံးဝကျိန်းနေဆိုမယ်။နောက်တစ်ခုက491ကျိန်း49ပတိကလည်းအင်္ဂါနေ့တရက်စာမှာလုံးဝကျိန်းနေဆွဲမယ်နော်။အင်္ဂါနေ့တရက်စာမှာလုံးဝကျိန်းနေဆွဲမှာဖြစ်တဲ့အတွက်ကြောင့်မလို့ 381ကျင်းကို၄ခုနဲ့အပိုင်ကတ်ကစားပါ။အင်္ဂါနေ့တရက်ကမှမနက်မထွက်ညနေမှတင်ကစားပါ။ဒါက main ခွက်၄ခွက်ပေါ့နော်။38ကို၄ခုနဲ့ကတ်ကစားပါ။နောက်တစ်ခုက38ကိုခွန်9နဲ့ထပ်ပြီးတော့ကတ်ကစားပါဗျာနော်။အားလုံးဘိုင်ဘိုင်